မန္တလေးမြစ်ကြီးနားလှမ်းပေါ်မှာရှိတဲ့နေစီအောင်စစ်ကောင်စီဂိတ်မှာဂိတ်ဖြတ်ခြင်းညှိနှိုင်းရတဲ့အတွက်ကားထဲတွေဟာမိုက်ချီပြီးတန်းစီနေရတာကြောင့်ပစ္စည်းတွေအခက်အခဲတွေ့နေတယ်လို့ကုန်တယ်တွေနဲ့ရှိန်မောင်းတွေကပြောပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါရဲ့ရှင်။ကချင်ပြည်နယ်မိုးညင်းမြို့နယ်မန္တလေးမြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့နတ်စည်းအောင်စစ်ကောင်စီစစ်ဆေးဂိတ်မှာဂိတ်ဖြတ်ခြင်းညှိနှိုင်းနေရတဲ့အတွက်ကားတွေရှေ့ဆက်မသွားနိုင်ပဲကြံ့ကြာနေပြီးကားတန်းကမိုင်းချီပြီးတန်းစီနေရတယ်လို့ ကုန်တယ်နဲ့ရင်မောင်းတွေကပြောပါတယ်။ရင်ထဲဟာနှစ်မိုင်ကျော်လောက်ရှိပြီးတာဝန်ကျတဲ့သူတွေဟာကားတွေကိုစစ်ဆေးတာမျိုးမဟုတ်ဘဲကားသမားတွေကဂိတ်ဖြတ်ခဇင်းလုံးညှိနှိုင်းနေရတဲ့အတွက်အကြံ့ကြနေကဂိတ်ကိုဖြတ်နိုင်ဖို့နှစ်ရက်လောက်တန်းစီရတယ်လို့ဆိုပါတယ်။ကြံ့ကြမှုတွေရှိနေတဲ့အတွက်ကုန်တယ်ရင်မောင်းနဲ့ကုန်တယ်တွေအခက်အခဲတွေတွေ့နေရတယ်လို့တိုက်ပွဲတွေကြောင့်တချို့လမ်းတွေပိတ်ထားတဲ့အတွက်တင်လာတဲ့ကုန်တွေရက်ကြပြီးပျက်စီးတာတွေဖြစ်နေတယ်လို့ကုန်တယ်ရင်မောင်းတို့ကပြောပါတယ်။အဲအိုင်နန်လေးကလက်ကြောင်နဲ့မော်လုံးနဲ့ကြားတဲ့တော့အကောင်းမလောင်ရှိတယ် အကွင်းလည်းနေပိတ်တာတော့ခေါလောင်အကောင်းမလောင်နေပိတ်တာအခုရုပ်ဝယ်လည်းကွင်းရုပ်မလေးလည်းလည်းကွင်းသွားနေရလားဟုတ်တယ်နေချက်မှာကကြက်နေမှာသက်ကရန်တောင်းလာဟုတ်နေချက်အောင်နေချက်မှာရိုးရိုးတွဲကတက်ပြီးဆိုလို့ချင်းရိုးရိုးကုန်တို့ဒါခမညာဘုဘကုန်မုန်ကြီးစားတော့ကုန်တော့မှာအကုန်ဆုံးဆိုရင်စက်ခုနဲ့သိန်းနဲ့သိန်းအဲဟဲ့လောက်ကုန်လဲအကြားထဲမှာပဲရှိတာကုန်ကြသေးကအဲ့ဒါတကယ်တဲ့နော်နေချက်အောင်တကယ်တဲ့အဲမျိုးကအကောင်းဘလောင်လေးရတောင်းလာ နန်စီရောင်ဂိတ်တစ်ခုထဲမှာတင်ဌာနဆိုင်ရာတွေအပါအဝင်ကားတွေကိုငွေကြေးကောက်ခံနေတဲ့နေရာ16ခုအထိရှိပြီးတနေရာကိုကားတစ်စီးတသိန်းကနေတသိန်းခွဲအထိပေးရတဲ့အတွက်ကုန်ကားတစ်စီးကိုအနည်းဆုံး16သိန်းနဲ့အထက်ပေးနေရတယ်လို့ဆိုပါရတယ်။အဲ့ဒီအပြင်မုံညင်းမြို့အဝင်ထွက်နေရာတွေမှာလည်းအမြောက်တက်တစိစစ်ဝစ်စုံကိုဝစ်ဆင်ထားတဲ့ဗိုလ်မှူးတယောက်ရဲ့ဂိတ်မှာကားတစ်စီးကိုတသိန်းခွဲအထိတောင်းနေတယ်လို့ကုန်တင်ရင်မောင်းပိုင်ရှင်တယောက်ကပြောပါရတယ်။ကားပအားချက်တယ်မကားတန်းကြီးနေလေကျွန်တော်တို့မနေ့ကတည်းရောက်တာဒီနေ့မဖြစ်နိုင်ဘူးမနေ့ကမှမနေ့ကတော့မှ ဖြစ်နိုင်မယ်ဖြစ်နေခုတစ်ခါကကျွန်တော်တို့ကပါလာတာအလုံးအဲပတ်စံတောင်းတဲ့ကောင်ကြီးပုံများလာတဲ့ကားသမားနဲ့အိဘဝင်ကြတဲ့ကောင်နဲ့ညိနေရလေတစီပြီးတစီညိနေတာကြာကြားနေတာပြီးပြီးတော့ကားပြာသူတို့မောကလာရှိတာလည်းမဟုတ်ဘူးတရားဒီကောင်ကြီးဟိုခန်းထဲမှာပဲထိုင်ပြီးတော့ကားသမားနဲ့ကိုးနေတာကားသမားကြီးမရဘူးသိနေစေစင်ကားသိအထက်ပဲကောင်တယ်အဲ့မှာတန်နေတဲ့ဝင်ထမ်းလေးစစ်စစ်ကြည့်လို့ရှိတယ်ဗျာမရဘူးစစ်စစ်ထမ်းလို့ရှိတယ်ဌာနကိုတစီဘူးပေါ့တော့တသိန်း မတင်ခွဲအဲ့လိုဖြစ်ပြရမန္တလေးမြကြီးနားလမ်းမပေါ်ကတချို့လမ်းမိုင်းတွေကိုစီရေးအခြေအနေတွေကြောင့်ပိတ်ထားတဲ့အတွက်ရှောင်းကွင်းလမ်းတွေကနေပတ်ပြီးသွားရတဲ့အတွက်ကားတွေမကြခဏပိတ်မိကြန့်ကြာနေတာတွေဖြစ်နေတယ်လို့ကိုနေရင်မောင်းတွေကပြောကြပါတယ်။နန်စီအောင်စစ်စေးဂိတ်ဟာနန်စီအောင်နဲ့မော်လူးမြို့ကြားမှာရှိတဲ့ဂိတ်ဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်ကလည်းစစ်ကောင်စီတပ်ကစီပေါ်စာကားတစ်စီးဖျက်ဆီးခဲ့တဲ့အတွက်7300ကျီအကုန်ကောက်ခံခဲ့ပြီးတရက်ကိုကားကြီး5စီးလောက်သာဖျက်ဆီးခွင့်ပြုခဲ့တဲ့အတွက်စီပေါ်စာကားတွေပိတ်မိခဲ့ပါသေးတယ်။ကျွန်တော်လေးရင်ပါ